ီးခဲ့တဲ့စတင်မာတတိယအပတ်အတွင်းစကောင်စီဗဟိုဘဏ်ကနိုင်ငံသားငွေဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် ထုတ်ပေးထားတဲ့ကုမ္ပဏီ123ခုကိုလိုင်စင်ရုပ်သိမ်းလိုက်တာတွေ့ရပါတယ်။ ုံစင်းနှုံးနဲ့ဒေါ်လာငွေကြေးအစမတန်မြင့်တက်မှုကိုတိုက်ဖျက်ရေးဆိုပြီးဒူဘိုချုပ်ကြီးမိုးမြင့်ထွန်းနဲ့တွဲဖက်အတွင်းရေးမှုဘိုချုပ်ရန်အောင်ဆိုအပါအဝင် အပေါင်းအပါတတိုက်နဲ့စီးပွားရေးသမားတွေကိုဖမ်းဆီးစစ်ဆေးပြီးနောက်အခုလိုနိုင်ငံခြားငွေဝယ်ယူရောင်းချလဲလဲကွင်းလိုင်စင်ရကုမ္ပဏီတွေကိုလိုင်စင်ထပ်မံရုပ်သိမ်းခဲ့ရလဲဖြစ်ပါတယ်။ ဒါဟာစစ်ကောင်စီလက်ထက်၄ချိန်မြောက်အဖြစ်နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလဲကွင်းလိုင်စင်ရကုမ္ပဏီတွေကိုလိုင်စင်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ဒီတစ်ချိန်လိုင်စင်ရုပ်သိမ်းခံရတဲ့အထက်မှာငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ money changer တွေအပြင်စီယိုနာဟိုတယ်အပါအဝင်ဟိုတယ်လုပ်ငန်းတွေခရီးသွားအေဂျင်စီတွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ရဲ့စတင်မှာ16ရက်နေ့ထုတ်ပြန်ချက်မှာတော့လိုင်စင်ရုပ်သိမ်းခံရတဲ့ကုမ္ပဏီတွေဟာအမိတ်ညွန့်ကြားချက်တွေကိုမလိုက်နာလို့ဆိုပြီးဖော်ပြထားပါတယ်။အဲ့ဒီမတိုင်ခင်မလ16ရက်ကလည်းနိုင်ငံခြားငွေဝယ်ယူရောင်းချလဲလဲကွင်းလိုင်စင်ရကုမ္ပဏီအခု20 ဇူလိုင်လ12ရက်ကလည်းကုမ္ပဏီ10ခုနဲ့အောက်တိုဘာ14ရက်နေ့ကကုမ္ပဏီ13ခုတို့ကိုလိုင်စင်ရုပ်သိမ်းထားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်စက်ကောင်စီလက်အောက်မှာလိုင်စင်ရုပ်သိမ်းခံရတဲ့နိုင်ငံသားငွေဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရကုမ္ပဏီပေါင်း160ကျော်အထိရှိလာခဲ့ပြီလေဖြစ်ပါတယ်။ အခုလိုလိုင်စင်ရနိုင်ငံသားငွေကြေးလုပ်ငန်းတွေကိုပိတ်မတ်ထားလှုပ်ဆောင်လာတာဟာစကောင်စီဗဟိုဘဏ်အနေနဲ့ဒေါ်လာအပါအဝင်နိုင်ငံသားငွေကြေးစနစ်တစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်တော့မယ့်ခြေလှမ်းဖြစ်ပါတယ်။တနည်းပြောရရင်ဒေါ်လာသုံးဆွဲမှုကိုကန့်တတ်ထိန်းချုပ်ပြီးဒေါ်လာအစားတရုတ် RAM ရုရှားရူဘယ်အိန္ဒိယရူပီနဲ့ထိုင်းဘတ်တို့ကိုအပြည့်အဝအစားထိုးသုံးဆွဲမှုအတွက်ပြင်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ လက်ရှိကုန်သွယ်မှုတွေကိုကြည့်မယ်ဆိုရင်လဲစစ်ကောင်စီဟာဒေါ်လာအစားတရုတ်ရုရှားအိန္ဒိယနဲ့ထိုင်းငွေကြေးတွေကိုမြန်မာကျပ်ငွေနဲ့ဓာတ်ရိုက်လဲလဲသုံးစွဲမှုမူဝါဒတွေချပြီးလှုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ် ဒါဟာအမေရိကန်ကစကောင်စီရဲ့ဒေါ်လာအဓိကစီးဆင်းနေတဲ့ဘဏ်နှစ်ခုကိုအရေးယူတန်ခတ်ပိတ်ဆို့မှုတွေလုပ်ပြီးနောက်ပိုင်းနိုင်ငံသားငွေကြေးစီးဆင်းမှုစနစ်ကိုပြင်ဆင်ကာကွယ်ဖို့အတွက်စကောင်စီကလှုံ့ဆော်လာတဲ့အချက်တစ်ချက်လို့လည်းမြင်မိပါတယ်။အဓိကအနေနဲ့စကောင်စီမှာဒေါ်လာပြတ်လပ်လာတာကိုကာမိစေဖို့အတွက်နိုင်ငံသားငွေကြေးသုံးစွဲမှုမူဝါဒပြူဟာကိုပြောင်းလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုတိုင်းပြည်ရဲ့နိုင်ငံသား၃ဝေစနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ဆိုရင်စစ်ကောင်စီအတွက်တစားကံဖြစ်ပေးရမယ့်တွေလည်းမရှိမဖြစ်လိုအပ်နေရပါဒီအတွက်အနာပိန်းစကောင်းဆောင်ရဲ့ထားရနေဆေးရသွားဖြစ်ပေမဲ့သူတွေနဲ့ခရိုနီတချို့မဖြစ်မနေပါဝင်ပေးရမှာဖြစ်ပါတယ်။ ဒီဇက်ညွန့်အတွက်အဓိကစဆောင်ပေးခဲ့သူတွေကတော့မိုးမြင့်ထွန်းနဲ့ရန်အောင်စိုးတို့ဆရာတပည့်နဲ့အကြီးစားခရိုနီတချို့ပဲဖြစ်ပါတယ်။စကောက်စီရဲ့အဆင့်၆နေရာမှာရှိနေတဲ့အပြင်တိုင်းပြည်ရဲ့အဓိကစီးပွားရေးကော်မတီ၃ခုဖြစ်တဲ့မြန်မာနိုင်ငံယူနစ်မြှနှံမှုကော်မရှင်နိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီနဲ့ကုံသွယ်မှုနဲ့ကုံစီများစစ်စစ်မှုမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီတို့ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယပိုချုပ်ကြီးမိုးမြင့်ထွန်းဟာဒီအတွက်အကောင်းဆုံးတစားခံပဲဖြစ်ပါတယ်။ပါကြောင်လဲဆိုရင်သူဟာတိုင်းပြည်ရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားရုံသာမကနိုင်ငံသားသုံးွေတွေကိုပါထိန်းချုပ်ခွင့်ရထားသူတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒါကြောင့်လည်းဘယ်ကနေဘလို့ပေါ်လာမှန်းမသိတဲ့အဆကိုစွဲထုတ်ပြီးနေပြည်တော်လူဖမ်းပွဲကြီးကိုစတင်ခဲ့ရလို့ထင်ပါတယ်။ ုံသွယ်မှုနဲ့ကုံစီစစ်စစ်မှုမှန်ကန်မြန်ဆန်ရေးဗဟုကော်မတီဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့တွဲဖက်အတွင်ရေးမှုဗိုလ်ချုပ်ရန်အောင်ဆိုထိမ့်သိမ်းခံရပြီးရဲ့နောက်အဲ့ဒီကော်မတီရဲ့အတွင်ရေးမှုစီးပွားရေးနဲ့ကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးညွတ်အောင်ကိုလည်းဖမ်းဆီးခဲ့တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းတယောက်ပြီးတယောက်ဖမ်းဆီးဆစ်ဆီးခဲ့တာဖြစ်ပါတယ်။ မိုးမြင့်ထွန်းဥက္ကဋ္ဌတာဝန်ယူထားတဲ့ကုံတွယ်မှုနဲ့ကုံစီစစ်စစ်မှုမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဟာအမေရိကန်ဒေါ်လာအကျပ်အတဲဖြစ်လာမှုကိုထိန်းချုပ်ကင်တွယ်နိုင်ဖို့အတွက်ပြည်ပကတင်သွင်းရတဲ့73စီနဲ့စား3စီတင်သွင်းဖြန့်ဖြူးရောင်းချတာအပါအဝင် ကုံသွဲမှုနဲ့ကုံစီစစ်စစ်မှုမှန်ကန်မြန်ဆန်ရေးအတွက်ရည်ရွယ်ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။အခုတော့ဒီကော်မတီဟာစစ်ကောင်ဆောင်ရဲ့ဇညွန်းမှာအဓိက ပါဝင်အသုံးတော် ခံပေးရမယ့်ကော်မတီတစ်ခုသာဖြစ်သွားခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေစီကနေအမေရိကန်ဒေါ်လာလက်စားမှုကြောင့်နေပြည်တော်လူဖမ်းပွဲနောက်ဆက်တွဲအနေနဲ့ စီဝါကုတန်ဒုဝင်ကြီးဥညွအောင်အပါဝင်တခြားဝင်ကြီးဌာနအရာရှိတချို့လည်းထပ်မံစစ်ဆေးမေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်73စီကုမ္ပဏီတစ်ခုဖြစ်တဲ့ Monsun Energy ကုမ္ပဏီရဲ့အုပ်ချုပ်မှုဒါရိုက်တာမူမူရှိန်ကိုလည်းစစ်ကောင်စီကခေါ်ယူစစ်ဆေးခဲ့တာပါ။ Monsun Energy ကုမ္ပဏီဟာမြန်မာနိုင်ငံ73စီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းရဲ့အထွေထွေအတွင်းရေးမှုဖြစ်သူဒေါက်တာဝင်းမြင့်ပိုင်နဲ့မြတ်မြတ်တာမွန်73စီကုမ္ပဏီရဲ့မိဖက်လည်းဖြစ်ပါတယ်။ စကောင်းစီအစည်းအဝေးတစ်ခုမှာအနာပိန်စကောင်းဆောင်ကကုံစေးနှုံတွေအစမတန်မြင့်တက်နေတာဟာဝိသမလောဘသားစီးပွားရေးတမားကြောင့်ဆိုပြီးခေါင်းစဉ်တက်ခဲ့ပြီးရဲ့နောက်နေပြည်တော်လူဖမ်းပွဲကိုစတင်ခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်စကောင်းစီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကလည်းတွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေနဲ့ဗန်တချို့ဟာဘဟုဘန်တက်မှတ်စီဒေါ်လာ2100ကျပ်နဲ့ ်ဝယ်ယူတင်သွင်းလာတဲ့ကုန်စည်တွေကိုပြင်ပပေါက်ဈေးနဲ့ပြန်လဲရောင်းချပြီးအမြတ်ထုတ်နေရကြအောင်ကုန်စည်နှုန်းတွေအစမတန်မြင့်တက်နေရတာပါဆိုပြီးနေပြည်တော်လူဖမ်းပွဲအတွက်လမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်ဒီလမ်းကြောင်းပေါ်မှာသူ့ရဲ့လူယုံတွေပါဝင်ပတ်သက်လာမယ်ဆိုတာကိုအာနာသိန်းစကောင်းဆောင်အနေနဲ့မသိပဲမနေပါဘူး။အားလုံးကိုကြိုတင်စီမံထားပြီးဖြစ်လို့သာလက်ရှိအချိန်ထိ ို့လူယုံတွေနဲ့အကြရီအမှုတွေနဲ့ပတ်သက်ပြီးအနာသိန်းစစ်ကောင်းဆောင်ရဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်လာမှုကိုမတွေ့ရသေးရဖြစ်နိုင်ပါတယ်။ဒီလိုလုံဆက်မျိုးတွေကိုတိုင်းပြည်အကြက်အတဲတွေ့ချိန်မှာစစ်အာဏာရှင်အဆက်ဆက်ကကြင့်သုံးနေကြဖြစ်ပါတယ်။လက်တတော်မှာမုံမြထွန်းတာဝန်ယူထားတဲ့တိုင်းပြည်စီးပွားရေးကော်မတီ၃ခုရဲ့ဥက္ကဋ္ဌနေရာကိုပိုချုပ်ကြီးမြထွန်းဦးကိုလွှဲပြောင်းပေးလိုက်တာလို့ပဲတွေ့ရပါသေးတယ်။ မောမြင့်ထွန်းဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့နိုင်ငံခြားသုံးဝေကြီးကြပ်မှုကော်မတီမြန်မာနိုင်ငံခြားရှင်းလင်းမှုနံမှုကော်မရှင်ကုံတွယ်မှုနဲ့ကုံစီများစစ်စစ်မှုမှန်ကန်များဆန်ရေးဗဟုကော်မတီတို့ရဲ့ဥက္ကဋ္ဌအသစ်ဖြစ်ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြာထွန်းဦးကိုအစားထိုးခတ်အကြောင်းကိုစစ်ကောင်စီကစက်တင်ဘာ17ရက်မှာအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဒေါ်လာနဲ့ပတ်သက်ပြီးအရေးပါဆုံးဖြစ်တဲ့နိုင်ငံသားသုံးဝင်ကြီးကြပ်မှုကော်မတီမှမိုးမြင့်ထွန်းကလွဲပြီးကြံအဖွဲ့ဝင်တွေကတော့အပြောင်းအလဲမရှိခဲ့ပါဘူး။ကော်မတီအဖွဲ့ဝင်တွေအဖြစ်စီမံဘဏ္ဍာဝင်ကြီးဦးဝင်းရှိန်စကောင်းဆောင်အကြံပေးဒုဗိုလ်ချုပ်ကြီးညိုစော စီးပွားကူတန်းဝင်ကြီးဦးအောင်နိုင်ဦး ဗဟုဘဥက္ကဋ္ဌဒေါ်တနန်းဆွေတို့ဆက်ရှိနေပါတယ်။ရင်းနှီးနှံ့နှံ့မှုနဲ့နိုင်ငံသားစီးပွားစွဲမှုဝန်ကြီးဒေါက်တာကန်စောကလည်းအတွင်ရေးမှုအဖြစ်ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီကော်မတီမှာဒေါ်တနန်းဆွေနဲ့ဒေါက်တာကန်စောကလွဲပြီးကြံအဖွဲ့ဝင်တွေဟာလက်ရှိစစ်ဘိုလ်ချုပ်ကြီးဝင်နဲ့စစ်တပ်အရာရှိဟောင်းတွေဖြစ်ပါတယ်။နိုင်ငံသားသုံးဝင်ကြီးကြပ်မှုကော်မတီကိုပြီးခဲ့တဲ့နှစ်အတွင်းစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးသုံးချိန်ထပ်မံပြင်ဆင်ဖွဲ့စည်းထားခဲ့တာလည်းဖြစ်ပါတယ် ဒီလိုစကောင်စီရဲ့အရှုပ်အထွေးတွေကြောင့်ပြင်ပဒေါ်လာဈေးကွက်မှာအယောင်အဝယ်တွေရက်မလို့ဖြစ်နေပြီးငွေလဲကောင်တာတချို့လည်းလုပ်ငန်းတွေရပ်ဆိုင်ထားရတာတွေ့ရပါတယ်။ဒီလိုဖြစ်လာအောင်စကောင်စီကတေချာဇညွန်ရေးပြီးပုံဖော်ထားခဲ့တာလည်းဖြစ်ပါရဲ့။စကောင်စီနဲ့လက်အောက်ခံဗဟိုဘဏ်တို့ပေါင်းပြီးကနေတဲ့နိုင်ငံသားငွေကြေးစနစ်ထိန်းချုပ်ပြီးပြဆက်ကြီးအောင်မြင်အောင်ကနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။